ကျွန်တော်တို့ဒီနမောတတလေးရုပ်ပြီးတော့ပေါ့နော်အခမ်းအနားတစ်ခုဖွင့်လှစ်တယ်ဆိုတာအဲကျွန်တော်တို့ရဲ့ယဉ်ကျေးမှု culture ရလုံနေကြလေးပါဒီနမောတတလေးရုပ်လိုက်တာဒါပေမဲ့ကျွန်တော်ပြောပြမယ်မြတ်စွာဘုရားကျေးဇူးနဲ့ဒါလေးကိုတေချာလေးနားထောင်ကျွန်တော်ပြောပြနမောတတရုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့အခုနှုတ်ကရွတ်တယ်နှုတ်ကရွတ်တဲ့အတွက်ကျွန်တော်တို့မှာဗဇက်ကမဟုတ်တာတွေမပြောတော့ဘူး ဘာလုံသွားလဲဆိုတီလာလုံသွားတယ်နမောတတလေးယူနေတဲ့အချိန်မှာကျွန်တော်တို့စိတ်ထဲမှာတီလာလေးပြည့်စုံနေပါလားလို့ကျွန်တော်အဲ့လိုမပေါ်ဘူးကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့တီလာဖြစ်နေတယ်တီလာဖြစ်မှန်မသိတာအဲ့မသိတဲ့မောဟတော်တော်ဆိုးတာကိုပြောပြတယ်အဲ့တော့တရားကအဝေးမဟုတ်ဘူးလို့ပြောပြတော့တရားကကိုယ်ထဲမှာရှိပြီးသားအဲ့ဒီရှိတာကိုကမသိတာရောက်နေတာတရားကနော် ဲ့တော့တတ်တက်ကြီးရှာနေကြမလို့ဘူးအဲ့တော့မြတ်စွာဘုရားကဒီလိုလေးပြောခဲ့တာအဲ့တော့ခုနမောတတ်တက်လေးယူလိုက်တဲ့အချိန်မှာကျွန်တော်ဗာလိပြည့်စုံလေးဆိုကျွန်တော်တို့ခန္ဓာကိုယ်မှာသီလလေးပြည့်စုံနေတယ်နော်ကျွန်တော်ကသီလဆိုရင်လေဟိုဆရာတော်ကချပြီးမှသီလယူမှသီလရတယ်ထင်းနေတာဟိုသီလကပေးရအောင်ပါကျွန်တော်ကပေးမှပဲယူတတ်တာလေအဲ့လိုမဟုတ်ဘူးလားကျွန်တော်အပေးပဲစောင့်တာဘာလို့စောင့်လဲယူဖို့ကစောင့် ျွန်တော်ကယူခြင်းနေတာပဲလောဘလောဘဟိုကပေးလဲစောင့်တာကိုကယူဖို့ကျွန်တော်တို့အဲ့လိုတွေဖြစ်တယ်ပေးတာလည်းမရှိဘူးယူတာလည်းမရှိဘူးပေးတာဆိုလည်းအစွန်တစ်ပါးပဲယူတာဆိုလည်းအစွန်တစ်ပါးပဲဟောမြတ်စွာဘုရားပြောတဲ့ဓမ္မစကြာမှာအစွန်တစ်ပါးလုပ်ပြီးမြစ္စမပရိပုရာဆိုတာကြားဘူးကြားတယ်ဒါပေမဲ့ကိုအခုနမောတတာလို့ယူလိုက်တဲ့အချိန်မှာသီလာလေးလုံးနေပါလားဆိုတာပေးတာလည်းမရှိဘူးယူတာလည်းမရှိဘူး ဒီလိုသိတာကမျက်စိမပရိပဒမှန်ကန်တဲ့အသိပညာမက်ကင်၈ပါးလို့ကျွန်တော်တို့စိတ်ထဲမှာမမြင်ဘူးတရားအကုန်ပဲဒါပေမဲ့ဓမ္မစကြာသွားယူလို့ချင်းဒွေးမေဘိက္ခူအစွန်းတစ်ပါးကိုရှောင်၍မျက်စိမပရိပဒအလေအလံဖြစ်တဲ့အမြင်နဲ့ပဲဇင်းရခတ်တဲ့အကုန်ကြီးနဲ့နိဗ္ဗာန်ရောက်တယ်ဒါကိုမက်ကင်၈ပါးလို့ခေါ်တယ်ဆိုစာရီရွတ်နေတယ်အခုလို့နမောတတလေးယူလိုက်တဲ့အချိန်မှာပဲကိုယ်စိတ်ထဲမှာသီလလုံပြည့်စုံသွားတယ်ဘာပြည့်စုံသီလ ပြည့်စုံတယ်လို့အဲတမ္မာဒိဋ္ဌိအမြင်မဲ့ခင်ရှင်းပါအစွန်းနှစ်ပါးလည်းလွတ်တယ်သီလကပေးเสียလည်းမလိုဘူးယူเสียလည်းမလိုဘူးခုကကျွန်တော်ကယူခြင်းနေကြတာလားကျွန်တော်တရားစခန်းလုပ်တော့လေကျွန်တော်အဲ့ဒီသီလတွေပါတယ်ဘာမှမလိုဆရာတဲ့သီလလည်းမပေးဘူးလေကိုပဲဖုန်းကြီးဝေးရမလို့ဖြစ်နေသူကသီလရပဲသူကပေးမှာပဲရမလို့လို့ဒီလိုနေစဉ်းစားကြတာပြောကြည့်တယ် အဲ့ဒီတော့ပြောပြရပါတယ်သီလပေးစရာလည်းမလိုယူစရာလည်းမလိုကိုယ့်ကိုယ်ကိုပြည့်စုံအောင်ပဲဖြည့်စည်းရတာဟုတ်လားအဲ့ဒါကိုပဲအဲ့ဒါကိုတော့ပြောရင်နားလေတယ်ဒါပေမဲ့အဲ့ဒါမျက်စိမပြိပရာလို့ပညာမဖြစ်တာဒီပညာတစ်ခုကိုကျွန်တော်တို့အခုသင်ဖို့ကတအားခဲရင်ဒီကျွန်တော်ပဲလေဟိုစဉ်းစားဒီစဉ်းစားဆိုပြီးအဲ့ဒါကြီးဖြစ်လာတယ်ကျွန်တော်ဘဝမှာအတိတ်ဘဝကဘာတွေလုပ်ခဲ့လဲတော့မသိဘူးစိတ်ထဲမှာဒါကြီးကပေါ်လွင်နေတာကျွန်တော်ညံနေရတာ စေတဲ့အရာကြီးကမျက်စိမှပြည်ယူတာပဲအခုတီလာလေးနမောတတယွတဲ့အချိန်မှာကိုယ့်ကိုယ်ကိုတီလာလေးလုံးနေတယ်ပြောတာဒီနမောတတယွတဲ့အချိန်မှာပေါ့နော်ကိုယ်စိတ်လေးကလည်းဘဲမှတခြားကိုပြန်မှုဒီနမောတတယွတဲ့အပေါ်လေးမှာပဲစိတ်လေးတီးနေဆိုဘာပြည့်စုံလဲတမာရီပြည့်စုံဒါပေမဲ့ကိုယ်ကနမောတတလေးယူပြီးတောင်တွေးမြောက်တွေးတော့မတွေးနဲ့ပေါ့ဒါမနေ့ကပြောသလိုကျွန်တော်ဒီလိုစကားလေးတွေပြောနေရဆိုကျွန်တော်ပြောတဲ့အပေါ်မှာကျွန်တော်အာယုံလေးစိုက်ကျွန်တော်မှဘာလေးရှိလဲတမာရီလေးရှိတယ် သူလည်းနမောတသရွတ်တဲ့အချိန်လေးမှာကြင့်နေဆိုတာဒါကိုကြင့်ရတာဒါကိုပွားရတာဒါနဲ့တရားပွားတာကဘလို့ပွားမှမသိဘူးဖြစ်နေတာအဲ့တော့ဒီပုံမှာဥဒ္ဒါပဲငါစိတ်လေးကဒီပုံမှာတီအောင်လေးလုံမယ်ဆိုတာအဲ့ပွားတာတရားကိုပွားများအားထုတ်တယ်ဆိုတာကျွန်တော်ကတရားအားမထုတ်တတ်တယ်ဘလို့အားမထုတ်ဆိုတော့တရားမှမသိတော့အားထုတ်တာလည်းမသိဘူးဖြစ်နေအလုတ်ရှိမှအလုတ်လုလို့ရတာအလုတ်ကိုမရှိရတဲ့အလုတ်ကိုဘာမှမသိတဲ့ဆိုတော့ तू လုတ်လို့လည်းမရတရားဆိုတာဘာမှမသိရတဲ့အတွက် तू ပွားများအားထုတ်လို့လည်းမရတရားဆိုတာဒါ သီလသမာဓိပညာအဲ့တော့နမောတတရွတ်တဲ့ထိမှာအာယုန်လေးကဒီအာနမောတတဆိုအာယုန်လေးပေါ်မှာစိတ်လေးတင်းနေဆိုကိုယ်ထဲမှာဗာပြည့်စုံသမာဓိပြည့်စုံအဲ့တော့ရွတ်တာကနမောတတရွတ်တာငါရွတ်တာလားစေနာရွတ်တာလားစေနာရွတ်တာလို့တဲ့နဲ့ပညာပြည့်စုံတယ်အဲ့တော့နမောတတရွတ်တဲ့အချိန်မှာပဲသီလသမာဓိပညာမြတ်စွာဘုရားလည်းဒါဟောတာဒီတွေလည်းဘဝမှာအပေါ်မရှိဘူးဆိုသိပြီးပြီးသွားအဲ့တော့ဘာတွေသိကျင်တယ်ဘာတွေလိုနေပြောပါဦး လူရင်းဆရာအကုန်ပြုတ်လုပ်ပြီမလေးမုံစားဖို့လိုသေးလားကွာစားတော့ပြီပြီလေခုပွားဖို့လိုနေတာအော်စားတော့စားတတ်တယ်မပွားတတ်ဘူးဖြစ်နေဒါပညာပဲအဲ့တော့နမောတတလေးယူလိုက်တဲ့အပေါ်မှာပဲဒီသီလသမာဓိပညာဆိုတဲ့ဘဝနေထိုင်နည်း way of living ဒီ arts of living ဘဝကိုဘယ်လိုနေထိုင်ရတယ်ဆိုတဲ့အမှုပညာအဲဒီလိုတွေ အဲ့ဒီဘဝကိုဘယ်လိုနေထိုင်ရလဲဆိုရင်အနုပညာ art of living ways of living သိသွားလို့ရှိရင်အဲ့ဒါမဂ်ဂင်ရှိပါတယ်တိလသမารိပညာလမ်းပေါ်လျှောက်တာဘဝကိုအဲ့လိုနဲ့ full capacity သုံးလို့ရပါလူတွေကလိုတယ်ဆိုရင်ဘာဖြစ်လဲလိုချင်နေတာရေဦးတဲ့ကိုရေထိတ်လို့လိုသေးတယ်ဆိုအပြင်းရှမ်းလားမရှမ်းဘူးကျွန်တော်တို့ကလောဘနဲ့လိုနေတာအဲ့တော့ပြည့်ပြီဆိုရတဲ့အဲ့ဒီရေဦးကပြည့်ပြီဆိုရတဲ့ ဖြေတိုင်းကဘာဖြစ်မလဲရှံကြီးပဲနေတယ်ကိုကိုကိုပြည့်စုံတယ်လို့ခံစားလိုက်ရတယ်လေကိုကလောကကို full capacity ရှံပေးတာလောကမှာယူခြင်းလားပေးခြင်းညာနေ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 ရမ်းမပြောနဲ့နော်ပေးခြင်းနဲ့ဆိုဆရာစင်းကောက်တော့မှာအဲ့လူတွေဆရာလက်တွေ့တအားကြတယ်အာသူကတကယ်ပေးအောင်လုပ်မှာအဲ့ကြောင့်မဆရာရေမရသေးဘူးအိမ်မြန်ရာယူလိုက်ဦးမယ်လို့မလို့မရတော့ဘူး ဘဝကိုအဲ့လိုပေးဆက်ရဲလာဆို devoted ဒီလိုဖြစ်ရမယ်စိတ်မျိုးอ่ะဘဝတခုอ่ะအဲ့လိုစိတ်မျိုးဖြစ်သွားတဲ့လူတယောက်ပါလေဘလောက်သူ့စိတ်ထဲမှာလွံ့မြောက်တဲ့ခံစားမှုတွေဘလောက်ရလဲဆိုသူမခံစားဘူးသေးလို့အဲ့လိုစိတ်မျိုးရှိတဲ့လူတွေကလေသူအဲ့လိုခံစားလို့ရသူ့အတွက်ဘာမှမစင်စားတော့ပူးကောမပူတော့အဲ့တော့ပူပင်မှုတွေဘလို့ပျောက်သွားလဲဆိုအဲ့လိုပျောက်သွားတာ ပူတာဘုရုပဲပြပြအမြဲတမ်းကိုယ့်အတွက်ပဲဂုံပူကြတာပဲကိုကိုနဲ့ကိုပတ်သက်တဲ့ကိုမိသားစုကိုအတိုင်းပဲကိုဥစ္စာပစ္စည်းတွေအဲ့အားနဲ့ပဲပူနာပဲအဲ့ဓာတွေကိုစင်းကိုမစင်းသားတော့တာပြောချင်တာအဲ့လိုဖြစ်သွားတယ်အဲ့တော့ဗာလေးပြောချင်တာလဲဆိုဒီနမောတတလေးယူလိုက်တာကသီလသမာဓိပညာလေးပြည့်စုံတယ်ဆိုတော့ fulfillment ဘဝကိုအဲ့လိုပြည့်စုံတဲ့ရှုတော့ငါအမြဲခံစားတော့လေလူတွေဆိုတဲ့ဟာမျိုးဘရောမှမခံစားတော့ဘူးအခုလူတွေမေးကြည့်ဘယ်လောက်ဖြစ်တယ်လူတွေဤသူထင်းနေရပါပဲ ဘာလို့သူစိတ်ကပဲလို့တာလောကမှာအခုလို့လေစားတော့ပြီးထိုင်းနေလေဒီအချိန်လေးမှာကိုပြည့်စုံတယ်ဆရာကျွန်တော်ပြောပြမယ်ဒီလိုထိုင်းနေလေကျွန်တော်ပြောလေးပြောလေသိလားပြောပြမယ်ဒါမေကိုအနေချိကို intro ပေးလိုက်တယ်ကျွန်တော်တွေ့လို့ကျနေကောင်းလားလို့ဒီလိုလေးမေးလိုက်တယ်လောကစကားပေါ့နော်နေကောင်းလားဒီလိုလေးဒီလိုလေးထိုင်းနေကြပြီစားတော့ပြီးထိုင်းနေကြတယ်နေကောင်းရဲ့လားဆိုဆရာရဲ့အတဲ့ကကြည့်တော့ဘယ်ကောင်းမအောင်သွေးတိုးရှိတယ်ဘာရှိရဲ့သူအဲ့လိုပြောတော့ နေကောင်းလားလို့မေးလိုက်လို့ရှိရင်လို့ဒီလိုခုထိုင်းနေတဲ့အချိန်လေးမှာပေါ့နော်ကိုကိုကိုခေါင်းကနေခြေထောက်ထိပေါ့နော်စကန်လေးဖက်လိုက်ပါလို့အမှသူကစကန်လေးဖက်ခိုင်းတယ်ဒီခေါင်းကနေခြေထောက်ထိကိုကိုနှလုံးလေးသွင်းလိုက်ကိုခန္ဓာလေးကိုပြန်ကြည့်လိုက်အဲ့ဒီအချိန်မှာဘာဒုက္ခဝေဒနာမှမရှိဘူးဆိုရင်ဘာရှိလဲဆိုရင်ဒုက္ခဝေဒနာရှိတယ်ဒုက္ခခုနေရထိုင်ရတဲ့အချိန်လေးမှာကိုမှဘာမှစဉ်းရဲတဲ့ခံစားမှုမရှိဘူးဆိုရင်ဘာခံစားမှုရှိလဲချမ်းသာတဲ့ဒုက္ခဝေဒနာခံစားမှုလေးရှိတယ် အဲ့ဒီချမ်းသာဆရာရဲ့အခုနေရတာလေးကနေကောင်းပါတယ်ချမ်းသာပါတယ်လို့ပြောလိုက်ရင်ဒီပြောလိုက်တဲ့စကားကမှန်မှန်ကန်ကန်ပြောတဲ့အတွက်သီလပြည့်စုံတယ်ကိုယ်ခန္ဓာကိုယ်ခေါင်းအနေခြေထောက်ထိနှလုံးလေးသွင်းလိုက်တယ်စကန်ဖက်လိုက်တယ်လို့ခေါ်တယ်အင်္ဂလိပ်လိုပါကျွန်တော်ကစကန်ဖက်လိုက်တယ်ဆိုတာတမာရီကိုယ်ခန္ဓာကိုယ်လေးကိုဒီလိုလေးကြီးလိုက်တာတမာရီစကန်ဖက်လိုက်တယ်အဲ့ဒီအချိန်မှာကိုယ်ခန္ဓာဒီမှာဆင်းရဲမရှိဘူးဒုက္ခဝေဒနာလေးပါငါနေကောင်းတာမဟုတ်ဘူးဒုက္ခဝေဒနာလေးပေါ်နေပါလားလို့သိလိုက်တာ ਨੇ ငါပြုတ်သွားပညာဖြစ်သွားအဲ့တော့အဲရဲ့အခုတော့နေရတာကောင်းပါတယ်လို့ပြောလိုက်တာတိလစကန်ဖတ်လိုက်တာတမာရီဒုက္ခဝေနာလေးဖြစ်နေပါလားလို့သိတာပညာဆရာရဲ့နေကောင်းလားလို့ပြောလိုက်ချိန်မှာအခုပစ္စုပန်မှာဒီခါလေးဒုက္ခဝေနာလေးနေကောင်းပါတယ်လို့ပြောလိုက်ရင်တိလတမာရီပညာပြည့်စုံတယ်အဲ့တော့ကိုယ်ခန္ဓာလေးကိုဒီလိုနေကောင်းပါတယ်လို့ပြောလိုက်တယ်မှာစကန်လေးဖတ်လိုက်ရတယ်ကိုယ်ခန္ဓာလေးခေါင်းကနေခြေထောက်ထိဒါပေမဲ့ကိုယ်ကိုယ်ကိုတခါကျတော့ နေကောင်းပါတယ်လို့ပြောနေကောင်းလားလို့ဒါဆိုရင်အာနေကောင်းပါတယ်အင်္ဂလိပ်လို the fine how do do the fine ah thank you တွေပဲဖြစ်နေသူတို့ဒီလိုတော့မသိဘူးသူတို့တွေသားတယ်ဖះကျေသူကြောင့်ကျွန်တော်တို့ကဒီပညာကဉာဏ်ထဲမှာအကုန်ရောက်ပါတယ်နေရာတိုင်းမှာဒီလိုစဉ်းစားတတ်တဲ့ change တစ်ခုဖြစ်လာတယ် vision တစ်ခုဖြစ်လာတယ် transform တစ်ခုဖြစ်လာတယ်ကိုယ်မှာဘဝမှာအဲ့ဒါပဲအခက်ကြီးမဟုတ်ဘူးလို့ပြောပြတယ်